မကကြတော့ ARA တိုင်းသူစစ်စစ်ပါ ARA တိုင်းမှာမွေးတယ် ARA တိုင်းမှာကြီးခဲ့တာပေါ့နော်အမ်ကျွန်တော်တို့ ARA တိုင်းကပြောမယ်ဆိုလို့ရှင်တခါလေကြားလို့ရှင်တော့ ARA တိုင်းသူတယောက်အနေနဲ့အဲ့စကလုံးမျိုးပြောမယ်မကြိုက်ဘူးပေါ့နော်တခါလေဒါပေမဲ့နောက်ပိုင်းကျတော့မကြိုက်ရင်မကြိုက်ရင်ကိုပါဝင်နောက်နေရပေါ့နော်ကိုပါဝင်နောက်ရတယ်ဒါရှက်ဟိုရှက်ပြုံးကြီးပြုံးရတယ်နေထားပေါ့လေအဲ့လို့ဆိုတော့ကျွန်တော်တို့ ARA တိုင်းကနည်းနည်းထုတော့ထူစက်တယ်သူကဘယ်လိုလဲဆိုတော့ဥမာ ကျွန်တော်တို့လူလူတွေရှိတယ်ပြီးတော့လို့ရှိရင် AR တိုင်းလေးကပေါ့နော်မမဲ့အရာဆိုဒီနေရာလေးမှာစကားဖြတ်ပြီးထူးဆန်းတဲ့အကြောင်းကိုမပြောခဲ့မှာမမဲ့အရာဆိုလို့ရှိရင်ကျွန်မအဲ့တော့ Cobra Colon နဲ့လွန်ခဲ့တဲ့ဟိုတော်လင်းကြီးစကားစားပေါ့နော် Cobra Colon နဲ့စကားစားဆိုတော့2022ဝင်းကျင်2023ဝင်းကျင်လောက်ဖြစ်မယ်ထင်တယ်အဲ့ချိန်ကာလတော့အချိန်ကာလတော့တိကျမမှတ်မိတော့အဲ့တုန်းကရဲဘော်တွေနဲ့ဟိုအဲ့လိုအဲ့လိုပဲ fan funding ကိစ္စလေးလာဘာလားမသိဘူးဗီဒီယိုကောပြောကြရင်းနေပေါ့နော် အဲစကားပြေပြောနေကြရင်လည်းအာမပန်းတဲ့အဲ့ရရဲဘော်တောက်ကထားပြီးတော့လက်អော်တယ်ကျွန်တော်ကလည်း AR တိုင်းရနောတယ်ဆိုတော့ဟလာလို့အာအမရောက်ခါလို့ဖာညာဆိုတော့သူကဘေးကဘေးကရဲဘော်တွေကကျွန်တော်တို့လည်းဆလီမင်းဆောင်ကျွန်တော်တို့လည်းဆလီမင်းဆောင်ဆိုပြီးထအော်လိုက်ကြအဲ့ဒီအဲ့ဒီပေါ်တော့အဲ့အဲ့မှာလှဲနေတဲ့သူနားနေတဲ့ရဲဘော်တွေအကုန်လုံးဖြိုးလိုက်ကြတဲ့ရဲဘော်တွေကလေးထင်လိုက်တာသုံးပုံနှစ်ပုံတော့က AR တိုင်းရလူတွေဖြစ် AR ထဲမှာတော့သူတို့မလှူရှားနိုင်ခဲ့ဘူးပေါ့နော်အဲ့ချိန်မှာတော့ ိုအဲ့ခရီးကကိုကဒီစိတ်ထဲမှာခံစားမိလိုက်တာဟာငါတို့အရာတွေဒါကြီးမိုက်တယ်ပေါ့မိုက်တယ်ပေါ့ဒါငါတို့မှလို့လို့မရဘူးမလို့လို့မရသေးပဲတိုင်းနေမှာလို့လို့မရသေးပဲပေါ့เนาะသူတို့ရတဲ့နေရာမှာသွားပြီးလှူရှားနေကြတာပဲအဲ့တော့ဒါကဟိုခုနကဟိုဆရာဦးတင်ကပြောသွားတယ်လို့ပဲပေါ့เนาะဒါကဟိုကျမတို့ ARV ကိုဒလန်ဝတီဘာညာတာကဆိုတော့ဒါလေးသွေးခွဲတဲ့စကားပဲပေါ့ ARV တိုင်းသားတွေကလည်းအဲ့လိုစကားမျိုးပြောရင် ဟိုဘယ်လိုခေါ်မလဲဟိုခံမြင်းနေခံမြင်းတဲ့ခါကျတော့ပြန်ပြောတယ်ပြန်ပြောတဲ့ခါကျတော့ဘာဖြစ်လဲသွေးကွဲတယ်ပေါ့တောင်းရတောင်းငင်းကြခုံကြပြောကြဆိုကြအဲ့လိုမျိုးတွေဖြစ်ကြရတယ်ပေါ့လေကျွန်တော်တို့အရာတွေတိုင်းရလေခုနကထူးဆန်းနေဆိုတော့ဘယ်လိုလဲဆိုတော့အဲ့လိုမျိုးမြေပြင်မှာပေါ့နော်အသက်ပြီးတိုက်ပွဲဝင်နေကြတဲ့အသက်ပြီးသွားကြတဲ့အရာတွေဓာတ်တွေအများကြီးရှိသလိုမျိုးပြီးတော့ဟိုကျွန်တော်တို့လိုမျိုးထောက်ပို့တွေထဲမှာဆိုလို့ရှင်လေအရာတွေတိုင်းကဟိုဒီမှာရှိမယ်ပြီးတော့လို့ရှင်နောက်ထပ်ပေါ့နော်နောက်ထပ်နောက်ထပ်ထောက်ပို့တွေထဲမှာလည်းအဲ့လိုအရာတွေမှာမွေးတဲ့ လူတွေ ARV တိုင်းသားတွေအများကြီးပါဝင်နေကြပေမဲ့ဥမာဟိုရင်မာပွင့်ဆန်းဥတန်ဥတန်ဆန်းတို့အဲတယ်မလားဥခင်ကြီးတို့အာဟိုအထင်ကရဆိုဥသိန်းစိန်တို့တင်ဒါကျွန်တော်တို့ ARV တိုင်းကထွက်ခဲ့တာအဲ့တော့ဘောနော်ဒီလိုမျိုးစကားစဘက်ကဒီအမ်ဘလို့ခေါမလဲသူတို့ရဲ့တကယ်ထောက်တိုင်ကြီးတွေရန်နေရာကြီးတွေကလေကျွန်တော်တို့ ARV တိုင်းကထွက်ပါတယ်အဲ့ဒါရှက်စရာတော့မဟုတ်ဘူး ဒါပေမဲ့ဟိုရိုတာစူးစား AR reader တို့ဘာတော့ညာတို့ဘောနော်အဲ့တော့အဲ့လုံးနေပေါ့လေငငယ်ရဲအဲ့လိုနဲ့ကြီးပြင်းလာရအောင်အဲ့လိုဆိုတော့အခုတကယ်ဒီတော်လိုင်းကြီးကာလာမှာလဲပေါ့နော်ဒီဟိုအခုနကပြောတဲ့ဒီပြောစကားတွေဝေဖန်စကားတွေပြီးတော့သွေးခွဲစကားတွေဒါတွေရလဲပေါ့နော်စကောင်စီရဲ့ဒါနီးတစ်မျိုးပဲပေါ့ခုနကဆရာဦးတင်ကပြောသွားတယ်လို့သွေးခွဲတဲ့နီးပဲအဲ့ဒီတော့ဟိုအဲ့လိုမျိုးတွေခဏခဏကြားရပြန်များလာတော့ကျမတို့ AR တိုင်းသူအဆက်တောင်မှာ အေးပေါ့ဒလန်ဝရီပေါ့တည်မလားအားရစိတ်ပဲနားတယ်လို့လို့လည်းနည်းနည်းတော့နှဆောင်တခဲခဲတော့ဖြစ်တာပေါ့နော်ဆိုတော့ဒါပေမဲ့တကယ်လှူရှားနေကြတဲ့တကယ်မြေပြင်မှာအသက်ပြီးတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေတချို့တွေဆိုအသက်ပြီးသွားကြရပြီအာဘဝတချို့တွေဆိုခြေလက်အင်္ဂါဆုံးရှုံးသွားတဲ့ရဲဘော်တွေဒါအေရီတိုင်းသားတွေအများကြီးပါဝင်နေပါတယ်အဲ့တော့အေရီကသွေးအေးနေတာမဟုတ်ဘူးနေမြေအနေထားပြီးတော့ဟိုပြည်သူပြည်သူတွေရဲ့ပေါ့နော်အကြောက်တရားပေါ့လေ အဲ့အကြောက်တရားဆိုတဲ့ဇာတ်ကြီးတိုင်းနဲ့ကျွန်တော်တို့ ARV တိုင်းက ARV တိုင်းသားတွေကဒီဒီပွဲရလေဟိုပေါ့နော် ARV နဲ့ပတ်သက်တဲ့ ARV တိုင်းနဲ့ပတ်သက်တဲ့ပွဲဖြစ်တယ်ပြီးတော့ကျွန်တော် ARV တိုင်းသူတယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နည်းနည်းတော့ဝင်ကြွားကျင်တာပေါ့နော်ကျမတို့ ARV တိုင်းသားတွေသွေးမနှဲပါဘူးဆိုတာလေးကိုကြွားကျင်တယ်ပြီးတော့အဲ့ဒီအမြင်တွေကိုလည်းခြေဖြတ်ကျင်တယ်ဟို ဟိုဆံမဟိုမတိတာဆံချောင်းရေးခဲ့တယ်ပေါ့နော်ဆံချောင်းအင်းစိန်ဟာဘက်ဝတ္ထုအဲ့ဝတ္ထုထဲမှာဆိုလို့ရှိရင်ဒါအဲ့တော့ဒါတမိုင်းချောင်းကြီးပေါ့လေကျမဆိုငယ်ငယ်တုန်းကအဲ့ဝတ္ထုကိုအပြင်းပြင်းအလန်လန်ဖက်ခဲ့ရတာပေါ့ဖက်တိုင်းမှာအရန်သဘောကျတဲ့အခါကိုက ARV တိုင်းသူအဲ့ထဲမှာပါတဲ့ဒါဇဝင်ခံမဟုတ်ခဲ့ဘူးဒါတကယ်တကယ်ဖြစ်ရပေါ့နော်တကယ်ဖြစ်ရအမေစုနဲ့ဒီ ARV တိုင်းနဲ့ဟိုဆက်သွယ်မှုလေးပေါ့အဲ့ထဲမှာပါဝင်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုကိုကျမခဏခဏပြန်ဖတ်ဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့အဲ့နေရာလေးရောက်လို့ရှိရင်အဲ့နေရာလေးကိုဖက်လိုက်တယ်နော်ငါတို့ကွာဆိုရဲစိတ်ပေါ့နော်ငါတို့ ARE တိုင်းကွာဆိုရဲစိတ်မျိုးအများအန်းဖြစ်မိလို့ပေါ့နော်အဲကျွန်မစောက်စတော်လိုင်းကြီးစောက်မှာလေခဏခဏရေးပြစ်ပါတယ်ရေးပြစ်တဲ့အခါကျတော့တချို့ကကတွေးခွဲနေတဲ့သူတွေကမင်းငါတို့တိုင်းအောင်လားဖြက်စီဖို့မကြိုးစားနဲ့လို့ခါတော့ညာလို့ဆိုတကယ်တကယ်ကျွန်မ ARE တိုင်းသူလေးငါတို့တိုင်းဆိုတာကျွန်မတို့တိုင်းပဲလေဆိုတော့ အဲ့ဒီဝတ္ထုထဲမှာပါဝတ္ထုတော့မဟုတ်ဘူးပေါ့နော်အဲ့တုန်းကဖြစ်စဉ်ပေါ့အဲ့ဖြစ်စဉ်ထဲမှာအာပါဝင်အိဆာအုပ်ထဲမှာပါဝင်ခဲ့တဲ့ဖြစ်စဉ်လေးရပါလေဆိုတော့ဟိုအမေစု1990ရွှေကောက်ပွဲအောင်နိုင်ရေးအတွက်ပေါ့နော်ဒီလှည့်လေစီရုံနဲ့အချိန်မှာအရာဝီတိုင်းမှာပြောရမယ်ဆိုလို့ရှိရင်အဲ့တုန်းကတိုင်းမှုကတိတ်ဆိုးတာတဲ့နာမည်တော့ညီမမသိမမှတ်မိတော့ဘူးဒါသမိုင်းလေးမှာရှိပြီးသားပါဟိုရှေ့မီနောက်မီလူကြီးတွေဆိုသိကြပါလိမ့်မယ်အရန်ကိုဆိုတာတဲ့အမေစုလာတဲ့ ဟိုအချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဒီတန်မှန်စိတ်တွေကိုပိတ်အမေစုရဲ့ပွဲကိုဒီဒီဒေါ်လန်းစုကြည်ရဲ့မဲဆွယ်စည်းရုံးကြီးပွဲကို မလာနိုင်အောင်လို့ပေါ့နော်ပြည်သူတွေမတက်ရောက်နိုင်အောင်လို့အမျိုးစုံပိတ်ဆို့ခဲ့တာပေါ့အဲ့လိုပိတ်ဆို့ခဲ့တဲ့အချိန်မှာ ARD တိုင်းသားတွေကဘာလုပ်လဲဆိုတော့ဒီတမန်စိတ်တွေပိတ်မြန်မာတို့ဘက်ကအဲ့တုန်းကအဲ့တုန်းအချိန်ကာလဆိုမှန်းကြည့်လို့ရပါတယ်မြန်မာတို့အဲ့မှာကြီးပြင်းခဲ့တဲ့အချိန်ကာလမှာဆိုတော့လမ်းမဆက်သွေးကြီးအင်တန်ထက်ခဲတယ်ဟိုပြောမယ်ဆိုဖွံ့ဖြိုးတိုးတက်မှုနောက်ကျတယ်ပေါ့နော်နောက်ကျတဲ့ ပြီးနောက်ကျတဲ့အတိုင်းတစ်ခုလည်းမပါဝင်ခဲ့တယ်ပေါ့အဲ့ချိန်မှာအဲ့ခေတ်ကဆိုစဉ်းစားကြည့်ပေါ့နော်ဒီကျွန်တော်တို့မှာဒီဟိုတန်မှန်တို့လှေတို့အဲ့လိုမျိုးပဲအဓိကတုံးကြရတာအောင်အဲ့လိုဆိုတော့ဒီအဲ့လိုမျိုးပိတ်ဆို့ထားတဲ့ဒီအမေစုရဲ့ဒီဟိုဟာပေါ့ယူကောက်ဝဲစီယုံကြီးကိုတက်မှာဆိုးလို့ပြည်သူတွေလာမှာဆိုးလို့ပေါ့နော်တန်မှန်စိတ်တွေပိတ်ရမယ်လို့အမိန်ထုတ်တယ်အဲ့လိုမျိုးကြီးလုပ်နေတဲ့အချိန်မှာအမ်ကျွန်တော်တို့အေရီတိုင်းသားတွေကဘာလုပ်လဲဆိုတော့မြစ်ကိုဟိုဂျီအိုးတဲ့ကို ရေအိုးတဲ့ဝက်စားလေးတွေထည့်ပြီးတော့ရေအိုးတဲ့ဝက်စားလေးထည့်လိုက်ကြထည့်ပြီးတော့အဲ့ရေအိုးကိုခိုင်းပြီးတော့ကိုတုံးလုံးလေးညစ်ကိုဖြတ်ပြီးကူလာကြအဲ့တော့ဆရာမမတည်တာဆန်းကြောင်အဲ့ဒါလေးကိုဖော်ပြထားတာပေါ့နော်အဲ့တော့အမေမေကအဲ့တုံးကပြောခဲ့တယ်ပေါ့ ARV တိုင်းကလူတွေလောက် ARV တိုင်းကပြည်သူတွေလောက်မြန်မာတနိုင်ငံလုံးကရင်းရင်ခဲ့မယ်ဆိုလို့ရင်းရင်မယ်ဆိုလို့ရှိရင်ဒီမိုကရေစီမြန်မြန်ရမယ်လို့ပြောခဲ့တယ်ဆိုတော့အဲ့အမှတ်တမ်းလေးတစ်ခုအဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်မအဲ့နေရာလေးကိုအများကြီးပြန်ပြန်ဖတ်ဖြစ်တယ် ဲ့နေရာဖတ်ဖတ်လိုက်တယ်မှာမတို့အရာတွေဒါတွေပေါ့အဲ့ဆိုအမြဲဖြစ်တယ်ပေါ့နော်ကျမတို့မြန်မာတွေကဒီတာဇွဲလေးတွေရှိကြပါတယ်ကျမကိုယ်တိုင်လည်းရှိပါတယ်ဒါပေမဲ့ဒီချိန်ကာလမှာကျမတို့ကဒီတာဇွဲဆိုတာထက်ပေါ့နော်တနိုင်ငံလုံးလုံးမြောက်နိုင်ဖို့လိုတယ်ဒါကြောင့်ကျမအခုဒီတော်လိုင်းရေးကာလမှာပေါ့နော်ဘယ်ဒီတာဘယ်တိုင်းဘယ်ပြည်နယ်ဆိုတာမျိုးခွဲကြခွဲကြပြီးကုညီတာမျိုးမရှိဘူးအားလုံးအတူတူပဲတပြင်းညီပဲစည်ရွတ်အရေးကြီးနေတဲ့နေဟာကိုကိုကိုအင်အားနဲ့ပေါ့ကိုတက်နိုင်တဲ့အင်အားလေးနဲ့တက်နိုင်တဲ့မြအားဖြည့်လေဆိုတာဒီသဘောပါပဲကျွန်တော်တို့ ဟိုတနေရာထဲမှာကွက်ပြီးလွတ်မြောက်နေလို့မရဘူးအားလုံးလွတ်မြောက်မှဆရာနာရှင်စနစ်ကြဆုံးမှဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အခုဒီမြတ်ကပြောတယ်လို့ ARV တိုင်းသားတွေသွေးနည်းတွေဒလန်ဟိုဒီလို့ပြောလို့ရှိရင်ကျမတို့မကြိုက်ဘူးဒါပေမဲ့ပြန်ပြောရမှာလေဘာပြန်ပြောရမှာမသိဘူးပေါ့နော်နည်းနည်းအားနေတာပေါ့ဒါပေမဲ့ခုနကမြေပြင်မှာလှူရှားနေရဲ့ရဲဘော်တွေရှိတယ်အဲ့လိုမျိုးတော့ကျမတည်တည်ဆတ်ဆတ်တိထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်ပေါ့နော် ARV ဘက်ကဆေးရည်အရာပေါ့နော်လှူရှားလာပြီး အာစတင်ပြီးတော့ဒီပြက်နှံ့နေတဲ့ ARV တိုင်းသားတွေဟိုတော်လန်ရေးထဲမှာပြက်နှံ့နေတဲ့ ARV ဓာတ်တွေရဲ့အိမ်ပြန်မဲ့ခြေလမ်းတွေဟိုသူတို့စတင်ကိုစ조사နေကြပြီပေါ့နော်အဲ့တော့ဒီအချိန်လေးမှာကျွန်တော်တို့ကဟိုဝိုင်းအဖြစ်တင်နေရထက်ပေါ့နော်တင်မှာဟာနေတော့ဘလို့နေတော့ဘလို့ဆိုတာမျိုးအဖြစ်တင်နေရထက်ဟိုလူမသိသူမသိကြာဆုံးခဲ့ကြာဆုံးခဲ့တဲ့ ARV ရဲ့ကြာဆုံးခဲ့တဲ့ ARV ရရဲဘော်တွေပြီးတော့လူမသိသူမသိပါဝင်နေကြတယ်ပေါ့နော် ARV ARV တိုင်းတွေကထောက်ပို့ပြီးသူတွေ ကျမတို့ကဟိုအပေါ်ရန်လေးကိုပဲကြည့်လို့မရဘူးပေါ့နော်အခုချိန်မှာလက်တီးလက်မောင်းတန်းပြီးတော့ဒေါ်လာ8ဒေါ်လာ8အော်နေဖန်ခံရလို့ပါသွားမှာပေါ့တင်မလားဒါမဲ့အဲ့လိုမျိုးတွေလုတ်ပြနေစရာမလိုဘူးတိတ်တိတ်လေးပါဝင်နေကြတဲ့သူတွေရှိတယ်အဲ့လိုမျိုးတိတ်တိတ်လေးမပါဝင်ရဲသေးရင်လေအခုကစပြီးပါဝင်လို့ရပါတယ်ကျမတို့ ARD ဓာတ်တွေအခုအကုန်တူတူအင်ပြန်ဖို့ကြိုးစားနေရဲ့နော်စူးစမ်းနေတဲ့အချိန်ကျမတို့ ARD ကိုဟိုဘယ်လိုခေါ်မလဲဂုံတိတ်ခါပြန်တင်ရမယ့်အချိန်ပေါ့နော် အားလုံးဒီအားလုံးလှုပ်ရှားနေကြတယ်မှန်တယ်။အေယာဝီတိုင်းတွေလည်းပြန့်နှံ့ပြီးတော့သူတို့လုတ်ကင်နေကြတာမှန်တယ်။ဒါပေမဲ့အေယာဝီတိုင်းကိုဒီလိုမျိုးဟိုတခြားနေရာလေးအမြင်ရှိခဲ့တယ်။နောက်ဆုံးအေယာဝီတိုင်းသားတွေကိုယ်တိုင်ကအဲ့လိုမြင်နေကြတဲ့အခြေအခြေအနေမျိုးကိုကြောင်းမြန်လွန်မှုအတွက်ပေါ့နော်။အားလုံးရဲ့အကူအညီလိုပါတယ်။အေယာဝီတိုင်းသားတွေပါဝင်မှမဟုတ်ဘူးတခြား တိုင်းသားတွေလည်းညီမတို့လည်းမြင့်တင်ပြီးရတာပဲဒီလိုပဲဆက်စုပ်တော်လိုင်းဆက်ဆာခြင်းမှာဆိုလို့ရှိရင်လည်းဘာမှမရှိသေးတဲ့ခြေပလာလက်ပလာအခြေအနေရလीပြီးတော့ပေါ့နော်အားငါ ARV သူမျိုး ARV တိုင်းမဲ့ကုမယ်ဆိုပြီးလို့ဆိုမရအောင်အညာမှာလို့ရင်အညာဘက်ပြီးရတာပဲတင်မလားစကိုင်းစကိုင်းမှာလို့ရင်စကိုင်းကိုတော့အမှာပဲစကိုင်းဘက်ကိုကူရမှာပဲကီနီမှာလို့ရင်ကီနီဘက်ကူရမှာပဲတို့နိုင်သမျှလीအဲ့လိုမျိုးအားလုံးဖြန့်ဝေကူညီနေကြတယ်လို့လည်းပေါ့နော်အခု ဒီပွဲက ARV အတွက်လုပ်တဲ့ကမ်ပိန်းဖြစ်တဲ့အတွက် ARV တိုင်းကိုဥတီဗီပြောနေတာမှန်ပေမဲ့ပေါ့နော်ကျွန်တော်တို့ဒီ ARV သားတွေအင်ပြန်မဲ့လမ်းမှာ ARV တိုင်းသားတွေလည်းတက်တက်ကြွကြွပါဝင်ကြတင်တယ်လို့ကျွန်တော်တို့အားလုံးဖြန့်ဝင်နေကြဖြစ်တဲ့ထောက်ပံ့ပြည်သူတွေကလည်းကျွန်တော်တို့ ARV တိုင်းကိုပြန်ပြီးတော့မြင်မြန်မြင်မြန်ပေါ့နော်မြင်မြန်လှုပ်ရှားနိုင်အောင်အဲမြ мян ခုန်တက်နိုင်အောင်ပေါ့နော်ဝိုင်းဝန်းကူညီပေးကြဖို့ကျွန်မဒီနေ့ကလေမြတ်တာရက်ခံကြပါတယ်အမ် ကျမတို့ဒီမှာလည်းနည်းနည်းတော့ခေါင်းမော့ကျင်တာပေါ့နော်။ငါတို့ရဲဘော်တွေဒီမှာလုံနေပြီ။အခုဒီမှာလည်းနည်းနည်းတော့ဒီပွဲလေးမှာပြောရတာလေ။ဟို proud ဖြစ်ပါတယ်၊ခုံယူပါတယ်။ငါတို့ ARV သားတွေကသွင်းနေတဲ့လူတွေမဟုတ်ဘူး။ငါတို့ ARV သားတွေကငြိမ်နေတာမဟုတ်ဘူး။ငါတို့ ARV သားတွေကဒလန်ဝရီလို့မဟုတ်ဘူးဆိုတာကိုတက်တည်ပြခြင်းနဲ့ဒီပွဲလေးရည်တဆင်လေအခုဒီမှာပြောကြတော့ဖြည့်မှာပြောပြပြောပြထားတဲ့စည်ရေးကိစ္စတွေဒါမျိုးလေးတွေရည်တဆင်ပေါ့နော်။ ARV တိုင်းက ခြေတံလုံးနဲ့လှုပ်ရှားနေရတဲ့အခြေအနေဖြစ်တဲ့အတွက်ဘုနောက်ပိုင်းဆိုတော့လည်းရရတဲ့ဒါ၄နှစ်ဝင်းကျင်ဖြစ်လာပြီဖြစ်တဲ့အတွက်ပေါ့နော်စီရင်းနဲ့ဒီ social media နဲ့ကြာပြောင်းပြန်အထူးကြတာဘူး social media ပေါ်မှာအရန်ပွားလေတကယ်တကယ်မှာစီရင်းတို့ကမကောင်းသည်အဲဒါပေမဲ့စီရင်းတို့မှာခြေတံလုံးလေ social media ပေါ်မှာအင်းဘာမှမဖြစ်တော့ဘူးလားဆိုတာမျိုးတွေဖြစ်လာလေပဲပေါ့နော်အခုဆိုရင်တော်လိုင်းကြီးကိုရင်းကျက်လာကြတဲ့အချိန်ကာလမှာ ဟို၄နှစ်ကျော်လာပြီပေါ့နော်အတွေ့အကြုံတွေလည်းအများကြီးရကြပြီအဲ့လိုအချိန်ကြီးကာလမျိုးမှာဟိုတိတိတတကိုခြေတံလုံးသွားကြတာအခွေတိုင်းကြီးပါပဲပေါ့နော်ခါကြခြေတံလုံးတော့ကိုယ်တွေတော့မှပြန်လိုက်မေးရတယ်ဟဲ့ဘလို့ဘလို့ဖြစ်ကုန်ပြီလဲဘာသာလည်းပြောကြပါအောင်ဆိုတာမျိုးပေါ့နော်ညီတို့လုံလာလဲပြပြတတလုံးကြပါငါတို့တော့မသိရတော့ဘူးဆိုတာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုညီမတို့ကဟို ဒါပေါ့နော်တော်လန်ကြီးထဲမှာနေ့စဉ်တော်လန်ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာတော်လန်ကြီးကိုထားပြီးလုတ်ကင်နေကြတဲ့သူတွေတောင်မှဒီခြေတံလိုမှုမှာအဲ့လိုဖြစ်လာတယ်ဆိုရင်တာမန် normal life မှာနေထိုင်နေကြတဲ့သူတွေအနေနဲ့ကြတော့တော်လန်ကြီးကဘာဘာမှမဖြစ်တော့ဘူးလားတော့မပြီးပြီးသွားပြီလားတော့ဒါမျိုးတွေဂျုံမတန်နေရဖြစ်လာကြတာတော့အမှန်ပဲပေါ့နော်ဒါကကပြောတယ်လို့စည်ရည်နဲ့ ဒီသတင်းလုံခြုံရေးပေါ့နော်သတင်းလုံခြုံရေးနဲ့ဒီ social media ပေါ်မှာပြန့်နှံ့ရေးနေတာဒီတော့ပြောင်းပြန်အချိုးကျနေတာဖြစ်တဲ့အခါကျတော့အခု၄နှစ်ကျော်ကာလခြေတန်လုံလာပြီးတော်လည်ရေးကိုရင်းကျက်လာပြီးဆိုတဲ့အချိန်ကာလမှာဒီလိုမျိုးခြေတန်လုံနဲ့လှုပ်ရှားမှုလေးတွေကပေါ့နော်ပြည်သူတွေမျိုးလုံးတွေမှာမရှိဘူးလို့ထင်နေတာမျိုးဖြစ်မှာဆိုလို့ပေါ့နော်ဒါတွေကတကယ်ရှိနေပါတယ်တကယ်လုံးနေကြပါတယ်အားလုံးကဟိုပြောမယ်ဆိုလို့ရှင်ဒါနောက်ဆရာကိစ္စမဟုတ်ဘူးပေါ့နော်အသက်တွေဘဝတွေဖြစ်တယ်အဲ့ဒီအသက်တွေဘဝတွေဥတော်ရင်းနှီးပြီးတော့ဒီလို ဒီမှာအခုဆိုပြောကြားသွားတဲ့ရဲဘော်ကြီးတွေမှာလည်းဒါမျက်မြင်ပါပဲပေါ့နော်ကိုရီးယားသူတို့တွေရဲ့အသက်တွေပိုးဟာတွေကိုပြီးပြီးတော့ဒီလိုဆောင်ရွက်နေကြတာဖြစ်တယ်။ဟိုစစ်တိုက်တယ်ဆိုတာတန်းနဲ့ပေါက်နေကြတာမှမဟုတ်တာဒီဒါကျွန်တော်တို့လုပ်နေပါတယ်လို့အပြဟိုအပြအပြောသဘောနဲ့လုပ်နေကြရတဲ့သူတယောက်မှမပါဘူး။အဲ့အတွက်ဒါတွေကဟိုကိုမမြင်တာနဲ့တကယ်မရှိနေတာမဟုတ်ဘူးဆိုတာလေးကိုလည်းပြည်သူတွေအနေနဲ့သိစေချင်တယ်။ပြီးတော့ခြေတန်းလုံလာတာစီရေးအတွက်ကောင်းတဲ့အရာတခုဖြစ်ပြီးတော့ပေါ့နော်။ကိုရီးအဲအတန်မကြရတာနဲ့ ဟိုအလကားနေအာရုံနေစရာစိပြက်နေစရာမလိုဘူးစကားစဘလို့အခြေအနေမျိုး owning ခွန်နေဖြစ်နေလေပြီးတော့ဒိုင်းပြည်ကိုဘလို့အခြေအနေနိုင်နိုင်နေနေအုတ်ချုံနိုင်နေလားမအုတ်ချုံနိုင်နေလားဒါပြည်သူတွေအားလုံးအစဉ်ပြေကိုအစဉ်ပြေနေလားဟုတ်ပဲတွေးကြည့်ပါရင်အဲ့ဒါမျက်မြင်ပါပဲအဲ့ဒါအနည်းဆုံးဖြေပါပဲအဲ့တော့ဟိုတော်လည်ရေးတစ်ခုလုံးကိုချုပ်ငွေပြောရမယ်ဆိုကျွန်တော်တို့ဒီတော်လည်ရေးကအရှိန်အဟုန်နဲ့ပေါ့နော်ဟိုလေပတ်နေပြီဖြစ်တယ်လေပတ်ပြီးသားဖြစ်တယ်ပေါ့နော် ်အခုဒီလို campaign လေးတွေဒီလိုမျိုးလေးတွေရှာနေရဆိုတော့ဒီအရှိန်အဟုန်မြင့်တင်နိုင်ဖို့ဂျူဂျူတန်တန်လေးပတ်နေတဲ့အရှိန်ကနေပြီးမြင့်တင်နိုင်ဖို့ဆောင်ရွက်နေကြတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ ERB ကိုခေါင်းမော့နိုင်ဖို့ပေါ့နော် ERB သားတွေကြီးပဲကြိတ်တိုးတိုးလေးကြိတ်ကြိတ်ကလေးသိနေတာမျိုးထက်음ဘလို့ခေါ်မလဲဘလို့ပြန်လာပြီးဆိုတာမျိုးပေါ့နော်ဒါကြောင့်ဒီ campaign လေးရဲ့ခေါင်းစဉ်ကိုလည်းအဲ့တဘောနဲ့ရွေးချယ်ဖြစ်တယ်လို့ကြုံကြည်ပါတယ်တို့ပြန်လာပြီး ARD ဆိုတာကျွန်မစပြီးတော့ campaign နာမည်ချလိုက်ခရေရပါတော့ဒါဒီ DU ရဲ့ချက်နဲ့ ေးထားတာဖြစ်တယ်လို့ယုံကြည်တယ်အဲ့အတွက်အဲဒီကမ်ပိန်းရဲ့ခေါင်းစဉ်အတိုင်းပဲပေါ့နော်ပေါ်ဆောင်နိုင်ပြီလို့လည်းယုံကြည်ပါတယ်အဲကျွန်တော်တို့ AR ရဲ့အိမ်ပြန်ရက်တည်ပြီးတော့ AR မှာတကယ်ဟိုဒေါ်လာရေးအတွက်ပေါ့နော်မျက်နှာမငယ်ရမယ့်နေ့ရက်တည်မကြခင်ရောက်လာတော့မယ်လို့ညွှန်းတင်ပါတယ်အဲ့အတွက်ဒီကမ်ဒီကမ်ပိန်းလေးမှာပေါ့နော်ဟိုကျွန်မတညာလုံးမအိမ်ဖြစ်နေထိုင်ဆောင်နေတာပါအဲ့တော့ဟိုခိုင်းဆိုလို့ရှိရင်တော့ ဒါဟို live တွေဒီလိုမျိုးအချိန်ပေါ့မြန်မာပြည်အချိန်နဲ့ဆိုကိုယ်ဒီဘက်မှာမနဲ့အရန်စောတော့မမီဘူးပေါ့နော်မမီတော့တောင်းတောင်းအောင်ဆိုရင်ပါဝင်သိမရှိပါဘူးဟိုပါဝင်တာတော်တော်ကျဲသွားပါတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကျမညမိတ်ဖေးကိုဆောင်နေရမှာကျမဒီစကားလေးတွေပြောချင်တယ် AR သားတွေအနေနဲ့ဟိုအများရန်ဒီလိုလေးပေါ့နော် AR တိုင်းညပြောရင်ရှက်ပြုံးလေးပြုံးနေရတာလေပြီးတော့အခုလိုအားရပါရငါတို့ AR သားတွေကလည်းဒီလိုတွေပါဆိုတော့တက်ကြွားချင်တာလည်းပါတာပေါ့နော်အဲ့တော့ဒီ campaign ကြီးမှာတကယ်လို့ ိုတခက်ပြည့်မီသွားမယ်ဒီ AR ရဲ့ခြေလမ်းတွေကိုအမြင်လေပတ်နိုင်ဖို့ပေါ့နော်အချိန်ဟုံမြင့်တင်ပေးနိုင်မယ်လို့ဆိုလို့ရှိရင်ကျမတို့ AR တိုင်းသူတယောက်နေငုံရမှာဖြစ်တယ်လို့တော်လန်ရေးမှာ AR ဓာတ်တွေမျက်နှာမော့နိုင်မယ့်အချိန်ကလေအမြင်ရောက်လာမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီ campaign လေးမှာပါဝင်ပေးကြဖို့ပေါ့နော် AR တိုင်းသူတယောက်အနေနဲ့ရောတော်လန်ရေးမှာပါဝင်နေတဲ့ပြည်သူတယောက်အနေနဲ့ရောထောက်ဖို့တယောက်အနေနဲ့ရောမြစ်တက်အဲတိုက်တွန်းနှိုးဆော်ပါတယ်လို့ကျေးဇူးတင်ပါတယ်ရှင်